လူကြားထဲမှာအစည်းအကမရှိတဲ့အပြုတ်မှုတစ်ခုလုပ်ခဲ့တဲ့တရုတ်ဆောင်နေဝင်းကိုတမီဇိုဒဲဝုံပြီးပြည်သူများလုံးမင်္ဂလာပါရှင်ဘောင်းမီစနောင်းကနေပြန်လဲကြိုးဆိုလိုက်ပါတယ်။လူကြီးလူကောင်မဆန်ပဲစိတ်မရှိကံမရှိပြုတ်လုလိုက်တဲ့အပြုတ်မှုတစ်ခုတည်းတမီဇိုဝုံနာခံရတာကတော့မကြသေးခင်ကအကယ်ဒမီယာထားတဲ့တရုတ်ဆောင်မင်းသားအစောရနေဝင်းဖြစ်ပါတယ်။ အခုတလုံးမှာတော့တရုတ်ဆောင်အစိုးရနေဝင်တယောက်ကမ္မကောင်းပဲအင်တာနက်ပေါ်မှာတည်ဝန်းခံနေရပါတယ်။အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ဒါရိုက်တာပြည်ဟင်းတီဟာကမနေ့တနေ့ကမှမင်းသားဖြစ်လာတဲ့နေဝင်းဟာအနုပညာရှင်ရုပ်ရှင်ဇာတ်ကားတကားကိုတိန်းတထောင်တောင်းနေဆိုပြီးတော့ပြောနေလို့ဝေဖန်မှုတွေကလည်းမြင့်တက်နေကြတာဖြစ်ပါတယ်။အခုလည်းနေဝင်းတယောက်လူကြားထဲမှာစီကဲမဲတဲ့အပြုမှုတစ်ခုအတွက်သမီးစိုးရဲ့တည်ဝန်းတာကိုခံနေကြရပြန်ပါပြီ။အားလုံးသိကြတဲ့အတိုင်း Facebook ဆက်လေးသမီးစိုးကမြန်မာနိုင်ငံကဆယ်လီတွေအနုပညာရှင်တွေကိုစ CCTV လိုမျိုးဘာအပြစ်ပြောရမလဲဆိုပြီးမျက်စိထောက်ထောက်ဆောင်ကြည့်နေတယ်လို့ပါပဲ။တမီးစုဟာဆယ်လီတွေကိုလူမြင်မသိတော်တာတွေအချိုးမပြေရာတွေကိုမြင်ရင် Facebook စာမျက်နှာတွေကနေတဲဝုန်းနေတတ်တာဖြစ်ပါတယ်။ အခုတခါမှာသမီးစိုးဒဲဝုံဘုတ်အလဲကြလာတာကတော့နမကြီးရုပ်ရှင်တရုပ်ဆောင်မင်းသားနေဝင်းဖြစ်ပါတယ်။နေဝင်းကိုသမီးစိုးဒဲဝုံရတဲ့အဓိကအကြောင်းရင်းကတော့လူကြားထဲမှာမရှောင်မဲဖိတ်တောက်တာကြောင့်ဖြစ်ပါတယ်။အခုချိန်မှာကမ္ဘာနိုင်ငံကြီးရတော်တော်များများမှာလူကြားထဲမှာဆလိတ်တောက်တာတွေဖိတ်တောက်တာတွေကရိုင်းဆိုင်တဲ့အပြုအမူလူကြီးလူကောင်မပီသားတဲ့လုံရက်တွေဖြစ်သတ်မှတ်ကြပါတယ်။ဒီလိုချိန်ဆိုင်ဖွင့်ပွဲတစ်ခုမှာဆလိတ်တောက်နေတာမဟုတ်ပေမဲ့မိကိုယ်တိုင်လိုမျိုးဖိတ်တောက်ပြနေတာကအဆိုတော်နေဝင်းပဲဖြစ်ပါတယ်။ အထူးသဖြင့်တော့အစိုးရနေဝင်းကလူစီကားတဲ့ပွဲလန်းတဲ့ဘယ်မှာဖိတ်ကိုတောက်တုံးပြနေရကတကယ့်ကောင်မအငွေတထောင်ထောင်နဲ့လူမြင်မကောင်းတာဖြစ်ပါတယ်။ဒါကြောင့် Facebook ဆက်လီတမီဆိုကထောက်ပြဝေဖန်ခဲ့တာပါ။ Facebook ဆက်လီတမီဆိုကနေဝင်းရဲ့လူကြားထဲမှာစတိုင်ကြကြနဲ့ဖိတ်ကြီးကိုမှုန့်လိုက်ဆုပ်လိုက်လှုပ်ပြနေရကကောင်းတဲ့အမှုချင်းမဟုတ်ဘူးလို့တုံ့ပြန်လိုက်တာဖြစ်ပါတယ်။တချို့ကလည်းနေဝင်းကနေပုံထိုင်ပုံအစင်တန်းမရှိဘူးလို့ဆိုကြပါတယ်။တကယ်ဆိုရင်နေဝင်းကအနုပညာလောကမှာအောင်မြင်ပြီးတော့ကံကောင်းတဲ့ထိတ်တန်းမင်းသားတလက်လို့ပြောရင်လည်း မှားမိမထင်ပါဘူးအစိုးရဖြစ်ကနေတရုတ်ဆောင်မင်းသားအဖြစ်ကူးပြောင်းလာတဲ့နေဝင်းကတကယ်ကိုမှကံကောင်းလွန်းစွာနဲ့တရုတ်ဆောင်နယ်ပယ်ကိုစတင်ခြေချပြီးရုပ်ရှင်ဇာတ်ကားကြီးနှစ်ကားတိတိပဲရိုက်ကူးခဲ့ပြီးတဲ့နောက်ပိုင်းမြန်မာရုပ်ရှင်ထူးချွန်အကယ်ဒမီဆိုကြီးကိုလည်းရယူသိမ့်ပိုက်သွားနိုင်ခဲ့တာဖြစ်ပါတယ် ဒါကြောင့်လည်းနေဝင်းကိုဆိုရင်ပြိသက်တွေကအားပေးကြသလိုနေဝင်းကလည်းရုပ်ရှင်ဇာတ်ကားကြီးတွေမနာတမ်းရိုက်ကူးနေရတာဖြစ်ပါတယ်။အထူးသဖြင့်တော့တရုတ်ဆောင်မင်းသားနေဝင်းကကြော်ဟင်းနဲ့တူတယ်ဆိုပြီးတော့ပြိသက်တွေအနုပညာလောကသားတွေကအားပေးကြပါတယ်။တရုတ်ဆောင်နေဝင်းကဒီလိုမျိုးအောင်မြင်လာအပြီးမှာ အောက်ခြေလွတ်ပဝင်မြင့်လာခဲ့တာဖြစ်ပါတယ်။အခုတခါမှလည်းအစိုးရနေဝင်းကပွဲအခမ်းအနားတစ်ခုအတွင်လူကြားထဲမှာဗိတ်တွေကိုမိကိုထွက်အောင်တောက်ပြနေလို့ Facebook ဆက်လီသမီးစုကဝေဖန်ပြစ်တင်လိုက်တာဖြစ်ပါတယ်။သမီးစုကတော့အစိုးရတရုတ်ဆောင်နေဝင်း င်းရဲ့အဆင်မရှိတဲ့ပုံစံနဲ့လူကျင်ဝင်မသိတဲ့ပုံစံတွေကိုရွေးဆောင်ပြီးတော့ပြောခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေကရောလူကြားသူကြားထဲမှာဗိတ်တောက်လို့ဝေဖန်ခံနေရတဲ့အဆိုတော်နေဝင်းပေါ်မှာသမီးစိုးပြောတာတွေကလွန်နေသလား။နေဝင်းရဲ့လောရက်ကရောမှန်ကန်ရင်လားဆိုတာမိမိတို့ရဲ့အမြင်လေးကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။